အီရန်စီကနျူကလ িয়ার ချင်းချောက်မှုကိုအပီးတိုင်ခြေဖြတ်ဖို့စိတ်ပိုင်းဖြစ်တာကြောင့်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကကြုံးဝါလိုက်ပါတယ်အစ္စရေးဟာအီရန်မှာလက်ရှိဆင်နွှဲနေတဲ့လေကြောင်းစစ်ဆင်ရေးတွေအတွင်းအီရန်ရဲ့နျူကလ িয়ার ဆက်လက်နက်ထုတ်လုပ်နိုင်ခြေတွေကိုရောတိုက်ချင်းပြက်ပဲထိန်ဒုံးကြီးစွန့်ရည်ကိုပါအပီးတိုင်ဖြန့်စည်းဖို့ရည်ရွယ်ထားကြောင်းဂျော်လာ၁၉ရက်နေ့မှာနေတန်ယာဟုကအထက်လောင်းပြောဆိုခဲ့ပါတယ် တနင်္ဂနွေလုံးပေါ်လိမ့်မှုတဲ့ရုံမြင့်တန်းကြောင့်မေခွန်းထဲမှာနေတန်ညာဟုကအစ္စရေးတောင်ပိုင်းကဆေးရုံတစ်ခုပျက်စီးခဲ့တာအပေါ်ဝင်အီရန်ကလက်တုံးပြန်တဲ့ဒုံးကျည်ပြစ်ခတ်မှုတွေကိုရှုတ်ချသွားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာနိုင်ငံတကာလူသားချင်းစာနာမှုအစည်းအဝေးဥပဒေတွေကိုချိုးဖောက်ခြင်းလည်းဖြစ်တယ်လို့သူကဆွဆွဲခဲ့ပါတယ်။အီရန်ဒေါ်လာရေးအစောက်တက်ကတော့အဲ့ဒီဆေးရုံကိုတမင်တကာပြစ်ခတ်ခဲ့တာမဟုတ်ပဲအနည်းမှရှိတဲ့ Israel စစ်ကန်တစ်ခုကိုပြစ်ခတ်ခဲ့ခြင်းသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ဒေတော့တွင်အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးဂတ်ကအစ္စရေးအနေနဲ့အီရတ်အစိုးရအဓိပတိအယာတိုလာအလီခါမီနီကိုလောက်ကျန်တင်နေဆိုတာကိုစစ်ရေးရင်မှန်းချက်တစ်ခုအဖြစ်အလေးထားစဉ်းစားနေပြီလို့ခြင်းချောက်ခဲ့ပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုဖျက်ဆီးဖို့အဓိကရည်ရွယ်ထားခဲ့တဲ့အစ္စရေးရဲ့မူလစစ်စစ်ရေးရင်မှန်းချက်တွေကနေတိတိတသားအပြောင်းအလဲဖြစ်လာတဲ့အဓိပ္ပာယ်ပေါ့။အီရန်ဟာအခုအခါမှာခေမီဆုံးဒုံးကျည်အမျိုးအစားတွေနဲ့ထိတ်ဖို့တခုတည်းကနေ ပြမတ်အတော်များများစီခွဲဖြန့်ကြောက်ရောက်နိုင်တဲ့ဒုံးကျည်တွေကိုပါအသုံးပြုတိုက်ခိုက်လာနေကြောင်းလဲအစ္စရေးကဆွဆဲထားပါတယ်။အီရန်ရဲ့အဲ့ဒီလက်နက်တွေဟာအစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုအကြီးအကျယ်ပြားများပြီးဝန်ပြလာစေမယ့်အလားအလာလည်းရှိနေပါတယ်။ဥပမာဒုံးကျည်တစ်စင်းဟာအစ္စရေးလေပိုင်နက်ထဲဝင်ရောက်လာပြီးထိတ်ဖို့တစ်ခုတည်းကနေအပိုင်း၅ခုလောက်ကွဲထွက်သွားတဲ့အခါမှာအစ္စရေးအတွက်ဂျားဖြတ်ပြစ်ချဖို့အများကြီးပိုခက်ခဲသွားနိုင်တာကြောင့်ပါ။ ကုလသမဂ္ဂကတော့နှစ်နိုင်ငံလေကြောင်းကနေအပြိုင်ဆိုင်တိုက်ခိုက်မှုတွေအတွင်းအရက်သားတွေထိခိုက်သိမ်းဆုံးမှုမြင့်တက်လာတဲ့ပေါ်အထူးဆိုရင်ကြောင့်ထုတ်ပြန်ပြီးနှစ်ဖက်စလုံးကိုအတက်နိုင်ဆုံးထိထိန်ထိန်ထိန်လှုပ်ဆောင်ဖို့နဲ့စည်ရေးပြမမဟုတ်တာတွေကိုရှောင်ရှားဖို့နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကိုလေးစားလိုက်နာကြဖို့တိုက်တွန်းထားပါရှင်။